အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာဆိုရင်ကျွန်တော်တို့ Google AI Studio ကို အသုံးပြုပြီးတော့ကျွန်တော်တို့မြန်မာအသံမြန်မာအသံနဲ့ကျွန်တော်တို့ဒီ Google AI Studio မှာအသံထုတ်ပြီးတော့ဗီဒီယိုလေးတွေပြန်ပြီးတော့လုပ်တဲ့နီလန်ကို ပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ Google Chrome နဲ့ကိုသွားလိုက်ပါမယ် Google Chrome နဲ့ကိုသွားပြီးပါပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာ Google AI Studio ဆိုတာရှိပါတယ်ဒီ Google AI Studio က free လဲအသုံးပြုလို့ရပါတယ်เนาะ ဖရီလဲအသုံးပြုလို့ရတယ်ဒါကကျွန်တော်တို့ဒီမြန်မာအတန်ကိုပြည်ပတတကြီးမဟုတ်တော့လဲကျွန်တော်တို့တွေကအခြားသော AI တွေထက်စားလို့ချင်းဒီ Google ကထုတ်တဲ့မြန်မာအတန်ကပြည်ပြင်းနေပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒါလေးကိုလမ်းညွှန်ပေးတာဖြစ်ပါတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့တွေကဒီလိုမျိုးဗီဒီယိုလေးတွေမှာပေါ့နော်ဒီလိုမျိုးဒါခုနကကျွန်တော်တို့အတန်လေးတွေပေါ့ရောအဲ့တော့ဒါဥပမာပေးပြီးတော့ပြောတာ ဒီလိုဗီဒီယိုတွေမှာကြားလို့ရှင်ကျွန်တော်တို့ကဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့ကျုပ်တွေအကြောင်းအရာပေါ့နော်သူ့ရဲ့အကြောင်းအရာကိုကျုပ်တွေချဖွေဖတ်ပြီးတော့ဒါမှမဟုတ်ဘူးဆိုလို့ရှင်လေကျုပ်ချဖွေဖတ်ထားတာနဲ့ကိုယ့်ရဲ့ idea နဲ့ပေါ့နော်မှီညမ်းပြီးတော့ message လုပ်ပြီးတော့ကျုပ်တွေကဒီ script ရေးပြီးတော့ပြန်သုံးပေါ့နော်ပြန်သုံးပြီးကျွန်တော်တို့ဒီနောက်ခံအတန်လေးတွေထည့်ပြီးတော့ဒီလိုဗီဒီယိုလေးတွေကျွန်တော်တို့ဒီလိုဗီဒီယိုတွေကို ဗီဒီယိုကနေပြီးတော့ကျုပ်တွေဝင်ဝေးပြန်ချလို့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်မလဲဆိုတာကိုကျွန်တော်ပြောပြလို့ရှိရင်ဒီမျိုးလေးပေါ့နော်နောက်တစ်ခုကတူတူတလိပ်ဆန်ဗီဒီယိုလေးလည်းရှိတယ်အဲဒါကိုယ့်ရဲ့လေးလာပြီးတော့ဒီကဗီဒီယိုလေးတွေကိုထောင်းထောင်းဆိုတော့လာရတဲ့လာရတဲ့夢の景色のように美しい眺めだった 運命だとか未来とかそれはまるでまるで夢の景色のように美しい眺めだったシャビロマプロンイートワールドの Sorry, တော်လေးစခရစ်ရေးထုတ်ပါတယ်ပရောမဟုတ်ဘူးเนาะစခရစ်ရေးထုတ်ပါတယ်ရေးထုတ်ပြီးတော့မှကျွန်တော်တို့ခုနကဒီကူကရဲ့ AI studio မှာကျုပ်တွေကအတန်သွင်းရတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်အတန်သွင်းမယ်ဆိုလို့ရှိရင်ဒီမှာတိထားရမှာကဘာလဲဆိုလို့ရှိရင်ကျုပ်ဒီမှာ single speaker audio ဆိုတာရှိတယ်။ပြီးလို့ရှိရင်ကျုပ်ဒီမှာနှစ်ယောက်ပေါ့နော်ဒါကကျတော့နှစ်ယောက်အပြန်အလှန်ပြောတဲ့ဟာမျိုးပေါ့နော်ဒါကကျတော့တယောက်တည်းပြောတဲ့ဟာမျိုးပေါ့နော်အဲသူ့ရဲ့ model ကကျတော့ကျွန်တော်ဒီမှာ Gemini 2.5ပေါ့နော်2.5 Pro ကျွန်တော်ကကျတော့ဝယ်သုံးတာဖြစ်တဲ့အတွက်ကျွန်တော်က Pro ပေါ့နော်2.5 Pro အဲဒီမှာ front နဲ့လည်းကျွန်တော်တို့အသုံးပြုလို့ရတယ်เนาะ front နဲ့လည်းအသုံးပြုလို့ရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်အောက်မှာ speaker city ပေါ့เนาะ speaker city မှာဆိုလို့ရှိရင်ဒါသူ့ရဲ့ဒီမှာ speaker 1ပေါ့เนาะလက်ရှိကျွန်တော်တို့ဒီမှာ1 ော်နော် speaker 1မှာယူထားတယ် speaker 1မှာယူထားတယ်ဆိုလို့ချင်းဒီမှာ model city ဆိုတာကြည့်တယ် model city မှာကျွန်တော်1ထားထားတယ်အဲ့ဒီမှာဆိုလို့ချင်းဒီမှာ voice ကိုကျွန်တော်ရွေးလို့ရတယ်ပေါ့နော် voice မှာဆိုလို့ချင်းကျွန်တော်ဒီမှာ live ပြီးတော့ဖွင့်ကြည့်ပါ live ပြီးတော့ဖွင့် ready to build something what do you want to explore လဲပေါ့နော် Ready to make something amazing? What sparks your interest? ဒီစာပိုက်ကလေးကိုကျွန်တော် coffee ယူလိုက်မယ်เนาะဒီ Google AI Studio ကိုပြန်သွားမယ် သွားပြီးသွားပြီဆိုလို့ချင်းကျွန်တော်ဒီမှာ task ဆိုတဲ့နေရာလေးမှာကျွန်တော်တို့က white click ထောက်ပြီးတော့ကျွန်တော်တို့ဒီမှာ pass ဆိုတာလေးနှိပ်လိုက်ပါအများကြီးမထည့်နဲ့ကျွန်တော်အများကြီးထည့်တယ်ဆိုလို့ချင်းသူကအတန်အဲလုံသွားတာမျိုးတွေပေါ့နော်အတန်လုံသွားတာမျိုးတွေမချင်းတာမျိုးတွေပြပြတတမထွက်တာတွေပေါ့နော်ဒါမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့က server byte အနှဲငယ်အနှဲငယ်ယူယူယူဝါပြီးတော့ကျွန်တော်တို့စိတ်လုတ်သွားမှာပေါ့နော်အဲ့တော့ဒီပေါ်မှာဆိုလို့ချင်းကျွန်တော်သူ့ရဲ့ style ပေါ့နော်သူ့ရဲ့ style ဆိုတာခြိတယ်အဲဘလို့ပုံစံမျိုးနဲ့ကျွန်တော်တို့ကဖတ်စီချင်တာလဲပေါ့နော် ော်ဒီမှာကိုဖတ်စီခြင်းတဲ့ style ကိုဒီမှာထည့်ပေးရမှာပေါ့နော်ဖတ်စီခြင်းတဲ့ style ကိုကျွန်တော်ထည့်ပေးရမှာဟုတ်ပြီဒါဆိုလို့ရှင်ကျွန်တော်ကဒီမှာကိုထည့်ခြင်းတဲ့စာလေးပေါ့နော်ကိုပြုလုပ်မဲ့စာလေးထည့်ပြီးပါပြီထည့်ပြီးပါပြီဆိုလို့ရှင်ကျွန်တော်ဒီမှာ run control ဆိုတာလေးကိုနှိပ်လိုက်နော် run control ကိုနှိပ်ပြီးတော့ကျွန်တော်ဒီကခဏလေးစောင့်ပေးရမှာပေါ့နော်ခဏစောင့်ပေးရပါမယ်အလွန်တုံးအားတဲ့လူခုနှစ်ယောက်ဟာတစ်ပင်ကြီးတစ်ပင်ပေါ်တမီ တကိုင်းနေခုတ်ဖို့ပြင်ဆင်နေကြရတဲ့အဲ့ဒီလူတွေတကိုင်းကိုခုတ်နေတာတွေ့တော့ဟုတ်ပြီနော်တကိုင်းကိုခုတ်နေတာတွေ့တော့ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ရက်သွားတယ်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘလောက်ရှိလဲဆိုလို့ရှိရင်28စက္ကန့်ရှိတယ်ဗောနော်28စက္ကန့်ရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့က ဒီမှာ download အနေလေးနဲ့ဆွဲထားလိုက် download လေးလေးနဲ့ဆွဲပြီးွားပြီဆိုလို့ရှင်ကွန်ပျူတာသမားတွေဆိုလို့ရှင်တော့ကျွန်တော်တို့တွေက new folder လေးဖွဲ့လိုက်ပါတော့ new folder ဖွဲ့လိုက်ပါအဲ့ဒီ new folder ဒီကျွန်တော်တို့က picture ထဲမှာရှိမှာပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှင်လေဒါကတော့ကိုယ့်ရဲ့ drive ထဲမှာကိုယ့်ဟာကိုယ်တိမ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာ โอเคเนาะကျွန်တော်ကတော့အဲ့လိုမျိုးလေးနိုင်ပေးလိုက်တယ်ပေးပြီးွားပြီဆိုလို့ရှင်ကျွန်တော်ဒီထဲမှာ open ဆိုပြီးတော့ကျွန်တော်ဒီမှာ save လိုက်မယ်เนาะ save ပြီးွားပြီဒါဆိုလို့ရှင်တပိုက်ရပြီပေါ့ဗျာတပုတ်ရပြီပြီးွားပြီဆိုလို့ရှင်ကျွန်တော်တို့ကခုနကကိုထပ်လှုပ်ခြင်းတဲ့ဟာလေးပေါ့เนาะကိုထပ်လှုပ်ခြင်းတဲ့ဟာလေးကိုဒီမှာယူလိုက်မယ်အများကြီးမြို့ကျော်တလောက်ပဲယူပါနော် ဒီလောက်လေးပဲယူလိုက်ယူပြီးွားပြီဆိုလို့ရှိရင်ကျတို့ကဒီမှာ Google AI Studio သွားမယ်။သွားပြီးွားပြီဆိုလို့ရှိရင်ဒီကောင်ဆက်လက်ပေးလိုက်မယ်။ပြီးလို့ရှိရင် Control B ကိုနှိပ်လိုက်။ Control B ကိုနှိပ်ပြီးွားပြီဆိုလို့ရှိရင်ဒီမှာကျတို့တွေက Run Control ဆိုတာလေးကိုနှိပ်လိုက်။နှိပ်ပြီးွားပြီဆိုလို့ရှိရင်ဒီ Run သူ Run နေပြီပေါ့ဗျာ။သူ Run နေပြီဒါလေးပြီးွားပြီဆိုလို့ရှိရင်ကျတို့ဒီ Server ကလေးကခုနကလိုမျိုးဒါအတန်လေးထုတ်ပြီးစားဖြစ်သွားလိမ့်မယ်ပေါ့နော်။အဲ့တော့ အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကအတန်လေးတွေထုတ်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 ပြီးတော့ကျွန်တော်တို့ဒါအဲဇက်ကြောင်ပြောကျွန်တော်တို့ဗီဒီယိုလေးတွေပြန်ပြီးတော့ဖန်တီးလို့ရတယ်ဗောနော်ဟေးလူတွေအဖျားကမထိုင်ရဘူးတိကိုင်းကြိုးကြရင်လူပါပါတော့မှာဗောဆိုပြီးနေရာမားနေတဲ့အကြောင်းပြောတာဗောဒါပေမဲ့လူခုနှစ်ယောက်ကနားမထောင်ကြဘူးဟုတ်ပြီနော်တချို့နေရာလေးတွေကျရင်အတန်လေးတွေနည်းနည်းလုံးကျင်တယ်လို့ကျွန်တော်တို့ခံစားရတယ်ဗောနော်လုံးကျင်တယ်လို့ခံစားရတယ်အဲအဲ့လိုဟာလေးတွေကိုကျွန်တော်တို့ကဒါ ကိုကဒီမှာဘွားရွေးတဲ့အခါမှာကျွန်တော်တို့ဒီကိုင်းညီအောင်တော့ရွေးပေါ့နော်ကိုင်းညီအောင်ရွေးဒါမှမဟုတ်ဘူးဆိုလို့ချင်းလေဒီ temperature ပေါ့နော် temperature ကိုကျွန်တော်တို့ကစားကြည့်ပေါ့နော်အဲ temperature ကမြန်မယ်ဆိုလို့ချင်းကျွန်တော်တို့က temperature ပိုတင်ထားမယ်ဆိုလို့ချင်းသူကပို့ပြီးတော့မြန်လိုက်မယ်ပေါ့နော်အဲ့တော့ temperature တင်တယ်ဆိုတာနဲ့ဒီမှာလည်း run control ပြန်ပြီးတော့နှိပ်ပေးရတယ် temperature ကျွန်တော်တို့တွေချော့မယ်ဆိုလို့ချင်းကျွန်တော်တို့ run control ကိုပြန်ပြီးတော့နှိပ်ပေးရပြန် run ပေးရတာပေါ့ဗျာအဲ့တော့ temperature ကတော့ပုံမှန်အားဖြင့်ကျွန်တော်တို့က ဝမ်းမဲ့ထားပေးတာကောင်းတယ်ဗောနော်ဝမ်းမဲ့ထားပေးတာကောင်းတယ်โอเคဒီမှာဆိုလို့ချင်း0.0 0.95 0.95ဗောနော်ထားပြီးတော့ကျွန်တော် run control ပြန်နှိပ်ကြည့်မယ်ဟေးလူတွေအဖျားကမထိုင်ရဘူးတက်ကိုင်းကျူးကြရင်လူပါပါတော့မှာဗောဆိုပြီးနေရာမားနေတဲ့အကြောင်းပြောတာဗော ဒီကိန်းနေပြုတ်ကြတော့ဒါနော်ဒါဆိုလို့ရှိရင်တော့ကျတို့တွေခုနကထက်နက်နက်လေးစကားပြောလေးသွားတာကိုကျတို့တွေတတိထားမိလိုက်ပြီပေါ့နော်အဲ့တော့ကျတို့ကပုံမှန်1လေးကိုထားမယ်ထားပြီးတော့အခုလိုမျိုးလေးထုတ်ပေးသွားမယ်ပေါ့နော်အဲ့တော့ဒါလေးကိုရပြီဆိုလို့ရှိရင်ကျတို့ကဒီမှာခုနကလိုပဲခုနကလိုပဲကျတို့တွေက download နှိမ့်မယ်ပြီးလို့ရှိရင်ဒီမှာ save လိုက်မယ်ပေါ့နော် အဲ့လိုမျိုးလေးဆေးလိုက်မယ်။ဆေးပြီးသွားပြီဆိုလို့ချင်းကျောင်းနောက်ထပ်ထပ်ထုတ်ခြင်းနဲ့ဆိုလဲဒီလိုပုံစံအတိုင်းထပ်ပြီးတော့ထုတ်သွားလို့ရတယ်။အဲ့တော့နှစ်ယောက်ထုတ်မယ်ဆိုလို့ချင်းတော့ကျောင်းဒီဘက်မှာဒီနှစ်ယောက်ဟာကိုရွေးလိုက်ရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာသူ့ကိုဒီမှာ point ပေါ့နော် point မှာဆိုလို့ချင်း speaker မှာအဲဒီမှာကတယောက်ဒီမှာကတယောက်ပေါ့နော်အဲ့လိုမျိုးကျောင်းတွေထားထားပြီးတော့မှကျောင်းတွေကနှစ်ယောက်စာအတွက်ပေါ့နော်နှစ်ယောက်စာအတွက်ကိုကျောင်းတွေမှာထုတ်ပြရပါဘူးနော် ဒါပါ2ပေါ့နော်အဲ2 2မှဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာခုနကအဲစာလေးနောက်ထပ် device ကိုတွဲယူလိုက်မယ် copy ယူလိုက်မယ် အဲဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးထည့်လိုက်ထည့်ပြီးပါပြီဆိုလို့ချင်းတယောက်ပြီးတာနဲ့တယောက်နဲ့တယောက်အဲ့လိုမျိုးအပြန်အလှန်ပြောတာမျိုးပေါ့နော်ပြီးပါပြီဆိုလို့ချင်းကျွန်တော်တို့ကဒီမှာ run control ကိုနှိပ်လိုက်သူ့ရဲ့ temperature ကိုကျွန်တော်တို့က1မဲထားပေါ့နော် temperature 1မဲထားထားပြီးပါပြီဆိုလို့ချင်း run control နှိပ်ပါထိုင်ရဖို့ဒါဆိုလို့ချင်းတကိန်းကျိုးကြနေလူပါပါတော့မှာပို့ဆိုပြီးနေရာမှာနေတော့အကြောင်းပြောတာပို့ဒါပေမဲ့လူခုနှစ်ယောက်ကနားမထောင်ကြဘူး ။တကိုင်းနေပြုတ်ကြတော့သူတို့ခုနှစ်ယောက်လည်းပြုတ်ကြတော့တာပေါ့။လူချုပ်ယောက်ကတော့တေသွားပြီးတယောက်ကတော့ကန်ကုန်းစွာအသက်ရှင်နေတယ်။ဒါပေမဲ့အသက်ရှင်ကြံခဲ့တဲ့လူက သူများတွေတေနေတာတွေ့တော့သူလည်းတေနေပြီဆိုပြီးဆက်လဲနေတာပေါ့။ဒါနဲ့စင်ဦးစီးကသူ့ကိုမတေမန်းထီလို့သူကင်ထားတဲ့ချွန်လေးနဲ့ထုပြီး။ Okay နော်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအတန်လေးကိုဒါလိုချင်တဲ့ဆိုလို့ရှိရင်ခုနမျိုးလေးခုနလိုမျိုးဒေါင်းပေါ့နော်ဒေါင်းမယူပါဘူးဆိုလို့ရှိရင် ဒါဥပမာပြပြတာဖြစ်တဲ့အတွက်ခုနကဗီဒီယိုနဲ့ဒီလိုဗီဒီယိုမျိုးနဲ့ကိုက်ညီခြင်းမှာကိုက်ညီလိမ့်မယ်။ကိုက်ညီခြင်းမှာကိုက်ညီလိမ့်မယ်။အဲ့တော့ဒီလိုဗီဒီယိုမျိုးလေးနဲ့ကျွန်တော်ကဆက်ဆက်ပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကိုကျွန်တော်ထောင်းမယ်ပေါ့နော်။ဗီဒီယိုလေးကိုကျွန်တော်ထောင်းမယ်။ထောင်းပြီးသွားပြီ။ထောင်းပြီးသွားပြီဆိုလို့ဆိုကကတ်ကတ်ထဲကိုထည့်မယ်။ထည့်ပြီးသွားပြီဆိုလို့ရှိရင်ခုနကကျွန်တော်ထောင်းထားတဲ့အတန်လေးကိုထည့်မယ်။ကတ်ကတ်ထဲမှာကျွန်တော်တို့ဒီကျွန်တော်တို့ဒါထည့်ပြီးတော့ အတစ်လောက်ပြီးတော့ကျွန်တော်ဒါတင်လို့ရတယ်ဗောနော်ဒီလိုဒီလိုဒါဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာလေးတွေသိချင်လဲဆိုတာ comment အောက်မှာရေးပေးခဲ့ပါဦးခင်ဗျာ